အလုံလျှောက်ထားသောသူများအလုံခိုင်ကိစ္စတွေစင်ပြေမှုတွေရရှိမယ်ရွေးချယ်ရကတ်သောခွင်းလန်းတစ်ခုတပြိုင်နက်တည်းပေါ်လာတတ်ပြီးတော့ကျွန်တော်ရဲ့တရင်လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီဆန္ဒလာပိုင်းတလတာမှာအလုံတိုင်းနေရာတိုင်းမှာကုညီမဆားမဲ့သူတွေနဲ့စုံရတတ်ပါတယ်ရဝေးမှာအလုံခိုင်နဲ့ပတ်သက်ပြီးဆက်သွယ်ကောင်းများရရှိမယ်လှူဆောင်မှာကအစဉ်ပြေအောင်မြင်မှုတွေရရှိမယ် ဇီဝလုံငန်းဆောင်တာများကောင်းမွန်တဲ့ကာလကောင်းမွန်တဲ့အချိန်ဖြစ်တော်လဲပဲမိမိရဲ့ပေါ်ဆမှုကြောင့်ဆုံးရှုံးညံ့မှုတွေကြုံရတတ်ပါတယ်ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ငွေကြေးအစုလိုက်ပြုံးလိုက်ဝင်လာတတ်တော်လဲပဲမိတ်ဆွေတို့အနေနဲ့ငွေအတွက်စိတ်ပူပန်ရခြင်းငွေအတွက်စကားပြောဆိုညင်းခုံရခြင်းမျိုးတွေကြုံရမယ်အချစ်ရေးမှာသားရပြောရွှင်စရာ အကြောင်းကိစ္စလေးတွေကြုံရမယ်မိဆွေတို့အနေနဲ့ဒီဆန္ဒလာပိုင်းတလာတာမှာဆုံလက်ဆန်လက်တွေပွင့်နေပြီးတော့ချစ်သူမရသေးပါကချစ်သူရရှိမယ်မိဆွေတို့အနေနဲ့ဒီဆန္ဒလာပိုင်းတလာတာမှာမမျော်လင့်ပဲလက်ထရတက်ပြီးတော့အိမ်အောင်ကြီးမှာအိမ်အောင်ဘက်မိမိပေါ်မှာနားလည်မှုလွဲနေပြီးတော့ ဒီစနလာပိုင်းတလားဒါမှာလင်မယားချင်းမျက်နှချင်းဆိုင်နာနဲ့ဇကားများရံဖြစ်ရတာမျိုးလေးတွေမကြာခဏကြုံရတတ်ပါတယ်။ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့မိသားစုအတွင်းမှာတို့မဟုတ်မိမိရဲ့ပန်းဝင်ခြင်းမှာမနာလိုသောသူတစ်ဦးကမိမိအချိုးစည်းပွားပြပြအောင်ပြုလုပ်တာမျိုးလေးတွေခံရမယ်။ ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့အမှန်တရားဘက်ကနေပြီးတော့စကားပြောဆိုညင်းခုံရမယ်အကြောင်းကိစ္စတွေနဲ့ကြုံရမယ်မိတ်ဆွေရင်းလူရင်းများနဲ့လည်းအယူဆသဘောတရား꿰လွဲတာမျိုးလေးတွေကြုံရတတ်ပါတယ်ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ12လပိုင်းတလသားမှာဘာသာရေးပို့ပြီးလှူဆောင်တာမျိုးလေးတွေအဋိဌာန်ဝင်တာမျိုးလေးတွေလှူဆောင်တင်ပါတယ် ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီဆန္ဒလာပိုင်းတလားဒါမှာပညာရက်တကူသို့မဟုတ်ပညာသည်တင်ကြားခြင်းသင်တန်းကောင်းများတက်ဖို့အခွင့်အရေးများကြုံရခြင်းစာမှုဝယ်ရလကောင်းများရရှိခြင်းတို့ကိုလည်းကြုံရမယ် ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ပညာနဲ့ပတ်သက်ပြီးတော့ဒီ၁၂လပိုင်းတရတာမှာတည်ငောင်းများလဲမကြာခဏကြားရတတ်ပါတယ်။ကျမ်းမာရေးအနေနဲ့အပူလောင်ခြင်းမတော်တဆထိခိုက်ဒဏ်ရာရရှိခြင်းအစာမကြေခြင်းဝမ်းပိုင်းနဲ့သက်ဆိုင်သောရောဂါဝေဒနာလေးတွေခံစားရတတ်ပါတယ်။ အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးဒီ12လပိုင်းတရတာမှာငွေကြေးကိစ္စအနေနဲ့ပတ်သက်ပြီးတော့စင်ပြေစေဖို့လက်လာပါအနေနဲ့ပတ်သက်ပြီးတော့ရှင်လန်းစေဖို့ဆိုလို့ရှိရင်မိမိတို့အနေနဲ့အစင်ပြေသောသူတဦးကို ခေါင်းဆွဲကြော်လက်ဆောင်ပေးပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ငွေကြေးကိစ္စတွေစင်ပြေစေဖို့လက်လာပါတွေရှင်လန်းစေဖို့စူးတောင်းဝေးရမှာပဲဖြစ်ပါတယ် ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးဒီ၁၂လပိုင်းတလားသားမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန် ရှိတဲ့သူတွေဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့တရက်၁၀ရက်၂၀ရက်၂၈ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်အစအစအရာရာအဆင်ပြေမှုလေးတွေရရှိတတ်ပြီးတော့ မိတ်ဆွေတို့လှုပ်ဆောင်တဲ့ကိစ္စလေးတွေမှာအဆင်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီဆန္ဒလာဝိုင်းကလတာမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်17ရက်24ရက်30နဲ့1ရက်နေ့တွေကိုရှောင်ရှားတင်ပါတယ်။အဲ့တော့မိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စမှန်သမျှကိုသွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့အတုံးဆောင်အဝိစာပစ္စည်းတွေမှာအဖြူရောင်မိုးပြာရောင် ခဲရောင်ပါတော့ lucky color လေးတွေကိုရွေးချယ်ပြီးတော့ဝစ်စင်တင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ធីဝါသနာပါလို့ធីကန်ဆန်းကျင်တယ်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့လေးအစားလေးဆုံးပါတော့ធីနံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းတင်ပါလေအဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ၁၂လပိုင်းကလာတာမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမူကောင်းတဲ့ကောင်းအောင်ဆိုလို့ရှိရင် မိတ်ဆွေတို့ရဲ့မွေးနေ့မနက်ပိုင်းမှာမိမိရဲ့နေအိမ်ဖျားချောင်းဆောင်ဖျားငန်းမှာဖျားရည်ဆန်းထားသောဆုံးတပွဲသို့မဟုတ် တကယ်လို့ဖျားရည်ဆန်းထားတဲ့ဆုံးအစင်မပြေဘူးဆိုလို့ရှိရင်ပန်းအဖြူရောင်၅ဝင်းပောက်တော်ရည်၃ခွက်ကိုလှူဒန်းပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့အခက်အခဲဒုက္ခတွေကိုတိုင်တဲပြီးတော့စူးတောင်းပေးရမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတွေအားလုံး12လပိုင်းဆိုတဲ့ကာလမှာเนาะစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ။လှုပ်သမျှ၊ကိုင်သမျှ၊ကြံစီသမျှ၊တွေးတောသမျှတွေအကုန်လုံးအောင်မြင်ပြီးတော့မိမိတို့ငွေကြေးလက်လာဘကိစ္စတွေမှာလည်းပဲရှာရဖွေရတာတွေလွဲကူပါစေ။လောက်ကင်စည်းဝါးတွေလည်းဖြစ်ထွန်းကြပါစေလို့ကျွန်တော်စူတောင်းမြစ်တာပို့တာရင်တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးတို့တလားစာဟောစရံဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲဆုံးသက်ပါတယ်